နှလုံးမင်္ဂလာပါရှင်။ကျမ Building Resilience ဆိုတဲ့အကြောင်းလေးပေါ့နော်။ကလေးတွေမှာကျမတို့ရဲ့ Endure Chain တင်းတို့ရဲ့ကလေးတွေမှာစဉ္ညာခံနိုင်မှုစွမ်းရည်ဖွံ့ဖြိုးဖို့လာဖို့အတွက်ခိုင်မာလာစေဖို့အတွက်တိုးတက်လာစေဖို့အတွက်အဲဆောင်ရွက်ရမယ့်နည်းလမ်းလေးတွေကိုဆွေးနွေးပြနေခြင်းဖြစ်ပါတယ်။အဲဒီမှာဆိုရင်ခဏဆွေးနွေးပြမယ့်အကြောင်းအရာလေးကစိတ်ပီစီမီမှုကိုစီမံခန့်ခွဲခြင်းပေါ့နော်။စီမံခန့်ခွဲတတ်ရမယ်။စိတ်ပီစီမှုတွေကိုစီမံခန့်ခွဲနိုင်မှာ ကျဉ်းကျဉ်းခံနိုင်မှုစွမ်းရည်တွေဟာဖွံ့ဖြိုးလာစေမှာဖြစ်တယ်။ဒါကြောင့်အဲ့ထဲမှာအရေးကြီးတဲ့အချက်ကအေးရဝအောင်အေးရမှာပါအေးခံရမှာပါကိုတွေနဲ့ကျွန်တော်တို့လူတွေရော လူကြီးတွေရောပေါ့နော်ကလေးတွေရောပေါ့နော်အေးရဝအောင်အေးဖို့လိုပါတယ်။အေးမဝရဲ့စိတ်ကပူပြီးတော့မကြည်မလင်ရှုပ်ထွေးစေတယ်။အေးဝါဝအချင်းအားကျနေကျွန်တော်တို့အုံနောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေရောခန္ဓာကိုယ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေရောเนาะကျွန်တော်တို့ဒီစိတ်ရဲ့အဆင်ပြေမှုတွေရောဒီလိုမျိုးအဆင်ပြေနေပြီဆိုကြရဲ့ ကျဉ်းကျဉ်းခံနိုင်မှုစွမ်းရည်တွေကလည်းဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ resilient စွမ်းရည်တွေဖွံ့ဖြိုးလာဖို့အတွက်အေးဝအောင်အိပ်ဖို့လိုတယ်။နောက်တစ်ခါတက်လက်တက်ကြွနေရမယ်။တို့ကိုတက်တက်လက်လက်တက်တက်ကြွကြွလှုံ့ဆော်တတ်တဲ့လေးထားလေးတွေလေ့ကျင့်လေးရအောင်။ ေပြုစုပြုထောင်ပေးရမယ်။နောက်တစ်ခါအစားအသောက်ကိုလည်းသူတို့ကိုကောင်းကောင်းစားခိုင်းရမယ်။ဟဲကော်ဖီလေးမုံလေးနဲ့ပြီးသွားတာမဟုတ်ဘဲနဲ့ပေါ့နော်။ကျွန်တော်တို့အားရှိစေမယ့်အစားအစာတွေတကယ်ကိုပေးမအစားအစာဖြစ်တဲ့ထမင်းဒီထမင်းစားတတ်အောင်ထမင်းကိုဝဝလင်လင်စားတတ်အောင်ပေါ့။ဒီလိုဆိုရင်တောင်းသွားရင်စော ကျောင်းကိုရောက်ချင်းတဲ့စိတ်တည်နေပေါ့နော်အဲကော်ဖီလေးပဲတောက်သွားတယ်မနေ့ကြီးဆိုကြီးဆိုရင်ကော်ဖီမတောက်တဲ့အစားမဆက်တတ်ဘူးပေါ့ကော်ဖီပဲတောက်တတ်တယ်ပေါ့ဒါမျိုးတွေပေါ့နော်ကော်ဖီကကြတော့အာရင်ကိုမဖြစ်စေပါဘူးတကယ်အာရင်ဖြစ်စေတာထမင်းရမှာအာရင်ကိုဖြစ်စေတာပါဒါကြောင့်ကောင်းကောင်းစားတတ်တဲ့လေးထလေးတွေလေ့ကျင့်ပေးကြရမယ်နောက်တစ်ခုစိတ်ဖိစီးမှုကိုပြေလျှော့စေတဲ့လေ့ကျင့်လေးတွေပေါ့နော်ဒါကလေးဆိုတော့ကလေးနဲ့လျော်ညီတာလေးတွေ ကျားတို့ဆိုရင်ကလေးတွေကို5မိနစ်10မိနစ်နှခောင်းကနေဝင်လေထွက်လေကိုသူတို့ကိုကြည်ခိုင်းတာပေါ့နော်လေလေးရှူတဲ့အဲနှခောင်းထဲမှာလေလေးရှူသွင်းလိုက်နှခောင်းကနေပြီလေလေးကိုရှူသွင်းလိုက်တာပြီးရင်ပြန်ထုတ်လိုက်တဲ့အတွေ့လေးအတိလေးတွေကိုသူတို့ကိုငိမ့်ပြီးတော့ကြည်ခိုင်းလိုက်တယ်ဒါဆိုသူတို့စိတ်ကြည်ငြိမ်သွားတယ်ပေါ့နော်ဒါမျိုးတွေဟာစိတ်ဖိစီးမှုကိုဖြေလျှော့စေတဲ့ အကြောင်းအရာလေးလည်းဖြစ်တယ်ကလေးတွေဆိုရင်ယောဂကျင့်ခိုင်းတာပေါ့နော်ဒါမျိုးကြီးကလေးနဲ့လည်းလျော်ညီတာလေးတော့လှူဆောင်ပေးရမှာဖြစ်ပါတယ်ရှင်အဲစိတ်ပီစီးမှုကို ပြောကြစီတဲ့အလေးချက်လေးတွေသူတို့တချင်းလေးတွေနားထောင်ကမ်းလိုက်တာသူတို့ဝါသနာပါတဲ့ပေါ့နော်ဟိုဂီတာလေးတွေဒီလုပ်ငန်းလေးတွေကစားစရာပစ္စည်းလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဝါသနာပါရလုပ်ငန်းပေးလေးတွေ ਨੇ ပေါ့နော်ဒါမျိုးလေးတွေဝါသနာပါတဲ့လုပ်ငန်းလေးတွေကိုလှူဆောင်လိုက်စေခြင်းဟာလည်းပဲစိတ်ဖြည့်စည်းမှုကိုပြည့်ရော့စေတဲ့အလေးချင်းဖြစ်ပါတယ်ရှင်။အာကျမဆိုလို့ရှိရင်ငငယ်လေးကလေးကပေါ့နော်တတိထားမိနေတာလေးကကျမရဲ့ပါကင်ကြီးဖေဖေဆိုလို့ရှိရင် ဖေဖေက तू စိတ်ရှုပ်လာပြီဆိုရင် तू ပကြီးရွှဲတာပဲမြန်မာနိုင်ငံမြေပုံတွေပေါ့နော်ပထဝီနဲ့ဆိုင်တဲ့မြေပုံတွေကိုကားကြကြီးတွေမှာဆွဲကလေးတွေကိုတင်ဖို့ပေါ့နော်ဖေဖေပကြီးတခုခုဆွဲနေပြီဆိုရင်ဒါ तू နည်းနည်းစိတ်ထဲမှာပေါ့နော်စိတ်ရှုပ်စရာတခုခုရှိနေလို့အဲဒါကြောင့်ပကြီးကိုထဆွဲလိုက်တာ तू ဝါသနာပါတာကိုထပြီးတော့လှုပ်တာပေါ့နော်ဒါလိုနီးလေးနဲ့စိတ်ပြည့်စုံမှုဖြည့်ရှော့ခဲ့တယ်ဆိုတာကိုကျမတို့က သိရှိလာစေရတယ်ပေါ့နော်။ဒါကြောင့်စိတ်ပစ္စည်းမှုကိုပြေရော့စေတဲ့အလေးချင်းလေးတွေလည်းရှိနေရမှာဖြစ်ပါတယ်။နောက်တစ်ခုခံစားနေရတာကိုယဉ်နည်းတဲ့သူတွေကိုမျှဝေပေးတတ်တဲ့အလေးအထားလေးတွေကိုလည်းသိချင်းပေးကြရမယ်။မိမိမှာခံစားနေရတာကိုကိုယ့်ရဲ့စိတ်ထဲမှာရင်မြိုသိမ့်ထားတာမဟုတ်ဘဲနဲ့ပေါ့နော်။သက်ဆိုင်တဲ့သူပေါ့နော်မိမိရဲ့ဒီခံစားနေရတာတွေကိုပြေရောအောင်လှောက်ဆောင်ပေးနိုင်မဲ့ပြည့်စုံပြောထောင်တဲ့သူတွေကိုပြပြကြည်ချင်းအဖြစ်အဲလူကြီးတွေဆိုလည်းမိမိနဲ့ရင်းနှီးတဲ့သူကို ဟိုမျှဝေဝေမျှစေခြင်းအဖြစ်ပေါ့နော်မိမိခံစားနေရတာတွေကိုဝေမျှတဲ့အလေးထားလေးတွေရှိအောင်လေ့ကျင့်ပေးကြရမယ်ဒါဆိုရင်ကျမတို့ကလေးတွေကိုစိတ်ဖိစီးမှုတွေစီမံခန့်ခွဲနိုင်မှုအတွက်နော်အေးရွားရွားအေးရမယ်တတလဲလဲလှူရှားတတ်တဲ့လေးအကျင့်နေရှိရမယ်ကောင်းကောင်းစားမယ်စိတ်ဖိစီးမှုကိုဖြေလျှော့စေတဲ့အလေးအကျင့်တွေလုပ်ရမယ်ခံစားနေတဲ့ခံစားချက်တွေကိုရင်းနှီးတဲ့သူတွေကိုမျှဝေပေးကြရမှာဖြစ်ပါရဲ့ရှင် နောက်တစ်ခုနောက်တစ်ခုကျွန်မဆွေးနွေးချင်တာလေးอ่ะကျန်းကျန်းခံနိုင်တဲ့စွမ်းရည်တွေဆိုတာဘဝတစ်လျှောက်လုံးမှာ တူပါနေရမယ် Brazilian is lifelong journey လို့ရှေ့မှာကျွန်မတို့ဆွေးနွေးခဲ့တယ်ဘဝတစ်လျှောက်လုံးမှာပါနေမှာဘဝတစ်လျှောက်လုံးမှာပါနေမှာဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ရဲ့ stress တွေပေါ့နော် stress တွေရှိနေမယ်ဒါတွေอ่ะ performance နဲ့ဒီက stress နဲ့ရတော့ တွဲပြီးရှိနေတယ်ဒီ stress တွေရှိလို့လေ performance ဆိုရယ်လှုပ်ဆောင်ချက်တွေကပူပူပူပြီးတော့ကောင်းမွန်တိုးတက်လာစေတယ်အဲလှုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေကိုရရှိစေတယ်လှုပ်ဆောင်ခြင်းနဲ့စိတ်သက်တွေကိုဟိုဖြစ်ထွန်းစေတယ်ပေါ့နော်ဒါကြောင့်စိတ်ဖြစ်စည်းမှုဟာတဲ့အားထုတ်ကြိုးစားရမှာပျော်ရွှင်မှုနဲ့အောင်မြင်မှုကိုပေါင်းဆက်ပါဝင်ပါစေတဲ့အဲစိတ်ဖြစ်စည်းမှုကိုလည်းစီမံခန့်ခွဲရမယ်ပေါ့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့စိတ်ဖြစ်စည်းမှု ဖြစ်ပြီးလာပြီးတခုခုလူရအောင်ဖြစ်ချင်လာပြီးဆောင်ရွက်ချင်လာပြီးဆိုဖြစ်စည်းမှုတခုတော့ဖြစ်လာပြီးအဲ့ဒါကိုကျွန်တော်တို့ performance ကြိုးစားအထုတ်မယ်အဲ့လိုမျိုးဆိုတာကြိုးစားထောက်လဲလို့ရလာတဲ့ကြက်လက်ကို join ပျော်ရွှင်မှုရှိရမယ်။အဲဒါမျိုးကိုကျမတို့အောင်မြင်မှုနဲ့ပေါင်းဆက်ပြီးတော့ဗောနော်စိတ်ပီစီမှုကိုစီမံခန့်ခွဲနိုင်တဲ့အဲ resilient ကိုကျမတို့စီမံခန့်ခွဲနိုင်တဲ့သူတွေဗောနော်ကျန်းကျန်းခံနိုင်တဲ့စွမ်းရည်တွေရှိအောင်ခုနကဗောနော် စီမံခန့်ခွဲနိုင်ပြီစိတ်ဖြစ်စည်းမှုကိုစီမံခန့်ခွဲနိုင်ပြီဆိုကြတဲ့ resilience ဆိုတဲ့ကျဉ်းကျဉ်ခံနိုင်တဲ့စွမ်းရည်တွေကဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒါတွေဖွံ့ဖြိုးလာအောင်ကျဉ်းကျဉ်ခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးလာအောင်စိတ်ဖြစ်စည်းမှုနဲ့အထောက်ကြိုးစားတဲ့အခါမှာပျော်ရွှင်မှုနဲ့ရရှိလာတဲ့အောင်မြင်မှုတွေကိုပေါင်းဆက်ပြီးတော့စိတ်ဖြစ်စည်းမှုတွေကိုစီမံခန့်ခွဲနိုင်အောင်မယ်။ဒါဆိုရင်ကျမတို့ဘဝမှာပျော်ရွှင်တဲ့ အဲကျင့်ကြံခံနိုင်မှုစွမ်းရည်တွေပျော်ရွှင်စရာကောင်းတဲ့အတွေ့အကြုံတွေကိုရရှိလာစေမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုလုံခြုံစိတ်ချရမှုရှိပါစေတဲ့။အထူးသဖြင့်တော့ကလေးတွေပေါ့နော်ကလေးတွေကိုကျမတို့လုံခြုံစိတ်ချရမင်းတို့ကိုဘလို့နီးနေမှအဲခန္ဓာကိုယ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာရောနာကျင်အောင်မလုပ်ဆောင်ရဘူးတကယ်ကိုလုံခြုံနှွေးထွေးတဲ့အခြေအနေမျိုးမှာရှိနေရမယ်လုံခြုံစိတ်ချရမှုရှိရမယ်နောက်တစ်ခုကစိတ်ခံစားမှုတွေကိုထိန်းနှံထိန်းထားနိုင်ရမယ်သိမ်းနှံသိမ်းပလဲရမယ်ပေါ့နော်ဒါလည်းအရေးကြီးပါတယ်ဘဝမှာတွေးကြုံလာတဲ့ပြဿနာအခက်အခဲတွေကိုထိန်းသိမ်းသိမ်းဆောင်ရွက်တတ်ရမယ်တချို့ပြဿနာတွေအတွေးတွေကလည်းထိန်းသိမ်းသေးရမယ်အဲတွေးတွေလည်းရှိမယ်အဲ့လိုမျိုးတွေပေါ့နော်မိမိမှရှိနေတဲ့စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့အတွေးတွေကိုထိမ့်သိမ့်သိမ့်သိမ့်ရှိရမယ်အဲထိမ့်ကျုံနိုင်ရမယ်ပေါ့ပြီးလို့ရှိရင်ထိမ့်နဲ့ထိမ့်နဲ့သိမ့်သိမ့်နဲ့သိမ့်ပေါ့နော်ထိမ့်ပြီးတော့လှုပ်ဆောင်ရမယ်လို့ကိုထိမ့်သိမ့်သိမ့်သိမ့်နဲ့လှုပ်ဆောင်တာအဲဒါမျိုးလေးတွေပေါ့နော်စိတ်ခံစားမှုကိုထိမ့်နိုင်ရမယ်နောက်ပြီးတော့လွတ်လွတ်လပ်လပ်အမိခိုကင်းကင်းနဲ့နေခွင့်ပေးရမယ်ကလေးတွေမှလည်းပဲအဲ့လိုပါပဲသူတို့ကိုသူတို့ သူတို့ ਨੇ အလျော်ညီတဲ့ကိစ္စတွေကိုသူတို့ကိုယ်တိုင်လွတ်လွတ်လပ်လပ်လုံဆောင်ခွင့်ပေးရမယ်။အဲဆုံးဖြတ်ခွင့်ပေးရမယ်။ဆောင်ရွက်ခွင့်ပေးရမယ်။ဒီလိုမျိုးလင်းဒီလန်းနေနဲ့အဲအခွင့်အလမ်းတွေပေးရင်းနေပေါ့နော်။ကျမတို့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေဖွံ့ဖြိုးလာစေရမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုအဲ့လိုမျိုးတွေမှာ အဲခုကျမတို့ပြောပြနေတဲ့အကြောင်းအရာတွေဟာပေါ့နော်ဘဝအတွက်ကြံ့ကြံ့ခံနိုင်ရှိဖို့လမ်းပြမြေပုံလေးလေးဖြစ်ပါလေရှင်။ဒါဆိုရင်ကျမတို့ရဲ့ကလေးတွေရဲ့ဘဝမှာကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေအတူပါရှိနေအောင်သူတို့ကိုလေ့ကျင့်ပေးကြရမယ်။စိတ်ဖိစီးမှုနဲ့အားထုတ်ကြိုးစားရမှာပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေကိုပေါင်းဆက်ပါဝင်ပြီးတော့မိမိရဲ့စိတ်ဖိစီးမှုတွေကိုစီမံခန့်ခွဲနိုင်ရမယ်။ လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်နေရမယ်။စိတ်ခံစားမှုတွေကိုထိမ့်သိမ့်သိမ့်သိမ့်နဲ့လှုပ်ဆောင်နိုင်တဲ့အလေးထားတွေရရှိရမယ်။သူတို့ကိုလည်းလွတ်လွတ်လပ်လပ်နဲ့အမိကိုကင်းကင်းနဲ့နေခွင့်ပေးရမယ်။ပြဒနာဖြည့်ရှင်းခွင့်นี่လဲဖန်တီးပေးရမယ်လှုပ်ဆောင်ခွင့်ပေးရမယ်အဲ့ဒီလိုねပေါ့เนาะဘဝမှာကြံ့ကြံ့ခံနိုင်တဲ့လမ်းပြမြေပုံဒီဒါမျိုးဆိုရင်ကျွန်တော်တို့ဒီလိုမျိုးနီးလဲနေတဲ့တာတွားရင်ကလေးတွေရဲ့ဘဝမှာ စိတ်ဖိစီးမှုတွေကိုကြော်လွားပြီးတော့ကြက်ကြန့်ခံနိုင်တဲ့စွမ်းရည်ဖွံ့ဖြိုးဖို့အတွက်အဲဒါလမ်းပြမြေပုံတွေလည်းဖြစ်ပါတယ်ရှင်အဲ့မှာဆိုရင်ကလေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့စနစ်တွေအရေးကြီးတယ် protective system တွေအရေးကြီးပါတယ်အဲ့ဒီ system တွေထဲမှာဆိုရင် ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနေတဲ့မိဘတွေဖြစ်ရမယ်ဒါကြောင့်ဟိုကျွန်တော်တို့ရဲ့အနာဂတ်ကလေးတွေရဲ့အနာဂတ်အတွက် key player တွေပါ တကယ်ကိုဒီကီးပလေယာတွေကကောင်းကောင်းမွန်မွန်ပြုစုပြောထောင်ပေးလိုက်မှအနာဂတ်မှာလည်းလှပတဲ့အဲသူတွေကပုံဖော်မှာဖြစ်တဲ့အတွက်အလုံးဟာလည်းတကယ်လှပတဲ့အနာဂတ်တွေနဲ့ပေါ့နော်အေဂျင့်သာနေရာမှာဖြစ်တဲ့အဲ့လိုမျိုးနေနိုင်မှုအတွက်ဒီလိုမျိုးကလေးတွေကိုစနစ်တကျပြုစုဆောင်ရှားလိုက်ဖို့ကအရေးတကြီးကိုလိုအပ်တာပါ။ဒါကြောင့်ကလေးကို ပြုစုနေတဲ့မိဘတွေနဲ့ပြုစုပြောထောင်ပေးနေတဲ့သူတွေက key player တွေပါလို့ကျွန်တော်တို့က ဆုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ကောင်းမွန်စွာပြုစုပြောထောင်ပေးတဲ့မိဘတွေဟာအရေးကြီးတာလည်းဖြစ်ပါတယ်ရှင်။အရေးသေးပြေးဝတဲ့ပြုစုဆောင်ရှားမှုစနစ်တွေလိုအပ်တယ်။ပြုစုဆောင်ရှားတဲ့စနစ်တွေဟာအရေးသေးပြေးဝတယ်။ကျွန်တော်တို့ကလေးတွေကိုမိဘတွေဖခင်တွေမိခင်တွေကချစ်တယ်၊မြတ်နိုးတယ်၊တန်ဖိုးထားတယ် ချစ်ခင်တာမှန်ကန်မှုလိုတယ်မျက်နှာမှန်ကန်မှုလိုတယ်တန်မိုးထားတာမှန်ကန်မှုလိုတယ်ဒါကြောင့်ပြုစုဆောင်ရှောက်တဲ့စနစ်တွေဟာအရေးအသွေးပြီးွားဖို့လိုတယ်လို့ကျွန်တော်တို့ဆွေးနွေးပေးရခြင်းလည်းဖြစ်ပါရဲ့ရှင် နောက်ပြီးတော့လုံကြုံစိတ်ဆလုံကြုံနဲ့ရရအဖွဲ့အစည်းရှိရမယ်။အဲကလေးကကြောင်းရင်းမှုနေတဲ့ရှင်သန်ဖွံ့ဖြိုးလာရင်သူ့မှာ resilience ဆိုတဲ့ power တွေရှိဖို့ဆိုတာအလွန်အမတန်ကိုဒါခံရင်းသွားမှာဖြစ်တယ်။ဒါကြောင့်စိတ်ချလုံကြုံနဲ့ရရအဖွဲ့အစည်းဆိုတာအရေးကြီးလိုအပ်တာလည်းဖြစ်ပါလေရှင်။နောက်တစ်ခုလုံလောက်တဲ့အစာအာဟာရတွေရှိဖို့လိုတယ်။ ိတ်ဆက်နားနေမှုတွေရှိဖို့လိုတယ်အစာအာဟာရနဲ့လုံလောက်ဖို့လိုတယ်အိတ်ဆက်နားနေမှုကလည်းလုံလောက်စွာရရှိဖို့လိုတယ်နောက်တစ်ခါဒီလိုမျိုးအရာတွေကိုအထောက်အကူပြုတဲ့လူမှုအဖွဲ့အစည်းကွန်ရက်တွေအားလည်းလိုအပ်နေရလည်းဖြစ်ပါတယ်အဲ့တော့နိုင်နိုင်နင်းနင်းဖြည့်ရှင်းကျော်လွှားနိုင်ခြင်းနဲ့ပေါ့နော်ဖြည့်ရှင်းကျော်လွှားနိုင်တဲ့စွမ်းရည်တွေဟာလည်းအရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ကလေးတွေကို တဖြစ်လာတဲ့အခက်အခဲတွေပြဿနာတွေကိုနိုင်နိုင်နင်းနင်းဖြေရှင်းကျော်လွှားခြင်းနဲ့ဖြေရှင်းကျော်လွှားနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးလာအောင်နေကျင်ကြရမယ်။တဖြည်းဖြည်းချင်းနဲ့ပေါ့နော်သူတို့တွေကကလေးရကိုကိုကိုကာကွယ်စောင့်ရှောက်နိုင်တဲ့စနစ်တွေကလေးကိုလည်းကာကွယ်စောင့်ရှောက်မှုတွေပေးကြရမယ်။အဲအဲ့လိုနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ကလေးတွေကတဖြည်းဖြည်းနဲ့အဲသူတို့ရဲ့ဖွံ့ဖြိုးရမယ်ချီနေလေးတွေကတစင်ချင်းဖွံ့ဖြိုးလာမယ်သူတို့ကိုလည်းလွတ်လွတ်လပ်လပ်လှုပ်ဆောင်ခွင့်နေပေးမယ် အဲစဉ်းစားခွင့်ပေးမယ်ဆောင်ရွက်ခွင့်နေပေးမယ်အဲ့လိုနဲ့ပေါ့နော်မိမိလှုပ်ဆောင်ချက်တွေပေါ်တိုင်းမှာလည်းပဲအဲပျော်ရွှင်မှုတွေခံစားရမယ်စိတ်ခံစားချက်တွေပုံမကောင်းမွန်တဲ့အခြေအနေတွေကိုရရှိလာစေရမယ်ဒါမျိုးတွေနဲ့ပေါ့နော်ကျွန်တော်တို့ stress တွေရှိမယ်ဒီ stress တွေကနေပြီးတော့မှဒီ tension တွေကမှတစ်ချိန်ကျွန်တော်တို့ရဲ့ performance တွေကဖြစ်လာစေတာကိုဒါကြောင့်ကလေးတွေကိုလည်းပဲအဲ့လိုပဲပေါ့နော်သူတို့ကိုယ်တိုင်ဒီကလိုမျိုးစနစ်တကျကာကွယ်စောင့်ရှောက်ပေးမှုတွေနဲ့အတူ တကယ် key player တွေဖြစ်တယ်ပေါ့နော်မိဘတွေကနေပြီးတော့သူတို့ကို ကောင်းမွန်တဲ့ပြုစုပျိုးထောင်တဲ့စနစ်တွေနဲ့ပေါ့နော်နေကျင်ပြုဆောင် ပေးသွားကြပါလို့ကျမအနေနဲ့ဆွေးနွေးပေးရင်းနဲ့ယင်းဒီကျမရဲ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်